တသားမိမိတို့အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာပြည်လဲဆုံတွေ့ခွင့်ပေးတဲ့ဖျားခင်ရဲ့ကျေးဇူးတို့ကိုချီးမွမ်းပါတယ်ဒီဒီတို့ရဲ့နေ့စဉ်ဖန်ရတမချမ်းပုံပြင်ပြောခြင်းအစီအစဉ်ကနေမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ဒီဒီပြောပြမယ့်ပုံပြင်လေးကတော့ယာကုတ်ဤအန်အောဖွယ်အိမ်မက်အကြောင်းပဲဖြစ်ပါတယ်ဘလို့အိမ်မက်လေးဖြစ်မလဲဆိုတော့အတူတူနားဆင်ကြည့်ရအောင်နော် အေတော့ကသူ့ရဲ့သားဥအရာနဲ့ကောင်းချီးမင်္ဂလာအားလုံးဆုံးရှုံးသွားပြီလို့တည်သွားတဲ့အခါမှာသူ့ရဲ့ညီရာကုတ်ကအလွန်ပဲစိတ်ဆိုးတယ်။သူ့အဖေကလည်းအဲ့ဒီအချိန်မှာအသက်ကြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူကစိတ်ဆိုးရင်းနဲ့အဲသူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကိုသူကငါ့အဖေကလည်းအသက်ကြီးပြီသူကြာကြာနေရတော့မှမဟုတ်ဘူး။သူတည်သွားပြီးနောက်ပိုင်းမှာတော့ငါ့ရဲ့ကောင်းချီးမင်္ဂလာတွေခိုးယူသွားတဲ့ ယာကုတ်ကိုငါတက်မယ်ဆိုပြီးမှသူကကျုံးွားနေတယ်။အဲ့လိုမျိုးကျုံးွားတဲ့အတန်ကိုသူ့ရဲ့မိခင်ဖြစ်တဲ့ရဖက်ကာကကြားတဲ့အခါမှာသူ့ရဲ့သားငယ်ဖြစ်တဲ့ယာကုတ်ကိုခေါ်ပြီးတော့မင်းကိုကမင်းကိုအလိုမဲ့စိတ်ဆိုးနေတယ်။ဒါကြောင့်မလို့သူစိတ်ဆိုးပြေတဲ့အထိတနေရာမှာတောင်းရှောင်နေပါဆိုပြီးမှသူ့သားကိုပြောတယ်။အဲ့ဒါနဲ့သူက အဲမင်းဦးလေးခါရံမာနေတဲ့ဦးလေးလာပန်စီကိုခဏသွားဆောင်နေပါမင်းရဲ့အကိုစိတ်ဆိုးပြေတဲ့အချိန်မှာပဲပြန်လာခဲ့ဖို့ရန်တော့သူရဲ့သားငယ်ကို ပြောလိုက်ပါတယ်အဲ့ဒါနဲ့ရာကုတ်ကလည်းသူရဲ့မိခင်ပြောတဲ့အတိုင်းပဲဗေရရှိဘရွာကနေပြီးမှတောင်ဝေးတစ်ချောင်းနဲ့အနောက်ဘက်ဆူဆူကိုတယောက်ထဲထွက်လာတယ်အိမ်ကနေထွက်လာပြီးတော့သူတယောက်ထဲမိုင်ပေါင်း60ကျော်ဝေးလာပြီးဖြစ်တယ်သွားရင်နာရင်လည်း တနေရာရောက်တဲ့အခါမှာခီးမဆက်နိုင်တော့တာနဲ့အဲ့ဒီညနေမှာပဲတောင်ချင်းရင်တနေရာမှာထိုင်နာနေတယ်။အဲ့ဒီမှာပဲခေါင်းအိယာမရှိခေါင်းအုံးလေးမရှိအဲ့မှာပဲသူကအကြောက်တုံးတုံးကိုယူပြီးတော့ခေါင်းအုံးအုံးပြီးတော့အိနေရှာတယ်။ခေါင်းအုံးကမမာကြီးဖြစ်နေပေမဲ့လည်းသူကခီးအရန်ပန်းနေတဲ့အတွက်ကြောင့်မလို့အိပ်ပျော်သွားတယ်။ ရာကုတ်ကအိပ်ပျော်သွားတဲ့အခါမှာအလွန်ပဲထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်။အဲ့ဒီအိမ်မက်ကဘယ်လိုအိမ်မက်လဲဆိုရင်သူကသူရှိနေတဲ့နေရာကနေပြီးတော့မြေကြီးပေါ်ကနေပြီးတော့ဟိုးကောင်းကင်ထိခြေတဲ့လေကားကြီးတစ်ခုကိုသူမြင်မှတ်တယ်။အဲ့ဒီလေကားပေါ်မှာလေကောင်းကင်သမားတွေကတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်လုပ်နေတာကိုသူတွေ့တယ်။အဲ့ဒီလေကားရဲ့ဟိုးကောင်းကင်အဆုံးမှာ သူကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာသာရဖျားရှင်ရဲ့နေတာကိုသူတွေ့လိုက်ရတယ်။သာရဖျားရှင်ကလည်းယာကုပ်ကိုငါကသင်ဤအဘအာဗြဟံရဲ့ဖျားအေဆက်ရဲ့ဖျားသာရဖျားဖြစ်တယ်လို့သူကမိတ်ဆက်လိုက်တယ်။ပြီးတဲ့အခါမှာသင်ရဲ့ဖျားလည်းဖြစ်အောင်မယ်လို့သူကပြောလိုက်တယ်။ပြီးတဲ့အခါမှာအခုမင်းရှိနေတဲ့နေရာကလည်းမင်းရဲ့သားစင်မျိုးဆက်ကပိုင်ရလိမ့်မယ်။သင်ရဲ့ တားဆင်မြေဆက်တွေကလည်းမြေမုတ်ကဲ့သို့အရှိအနောက်တောင်မြောက်အရရက်ကအရရက်ကိုပြန့်ပွားရလိမ့်မယ်။တင်းရဲ့တားဆင်မြေဆက်အဖြစ်လောကကြီးတစ်ခုလုံးကကောင်းကြီးခံစားရလိမ့်မယ်။တင်းရဲ့တင့်ကိုလည်းဒီနေရာကိုတင်းရဲ့တားဆင်မြေဆက်နဲ့အတူပြန်ပြီးမှပို့ဆောင်ပေးအောင်မယ်။အခုလည်းတင်ရဲ့ခီးစဉ်တလျှောက်လုံးမှာလဲငါကတင်နဲ့အတူရှိမယ်တင်ကိုစောင့်ထိန်ပေးမယ် ဒီဒီကတိတွေကိုလည်းသိစေမယ်လို့ထာဝရဘုရားရှင်ကယာကုပ်ကိုပြောခဲ့ပါတယ်။မနှက်မိုးလင်းလို့ယာကုပ်နိုးလာတဲ့အခါမှာဒီနေရာဟာသာရဘုရားရှင်ဧကံအမှန်ရှိတယ်ဆိုတော့ကိုငါမသိပါလား။ဒီခီးစင်မှာငါတယောက်တည်းလို့ထင်နေတာပဲ။ဒါပေမဲ့သာရဘုရားရှင်ကငါနဲ့အတူရှိနေတယ်။ဒီနေရာဟာကောင်းကင်တကားဝသာရဘုရားရဲ့အိမ်တော်ဖြစ်တယ်ဆိုမှသူကသူပြောနေတယ်။ပြီးတဲ့အခါမှာညတော့ကသူ့ အုံးပြီးတော့အိတ်တဲ့ကြောက်တိုင်ကိုကြောက်တုံးကိုယူပြီးတော့တိုင်ထူပြီးတော့အဲ့ဒီထိမ်မှစီကိုလောင်းပြီးတော့ထမဖျားထွန်းရစ်ပူစော်ခဲ့တယ်။အဲ့ဒီနေရာကိုလည်းဘေဒလာလို့သူကနာမည်ပေးခဲ့တယ်။ထရဖျားရဲ့အိမ်မက်လို့အတိတ်ပဲရတယ်။နောက်ပြီးတော့ဆက်ပြီးတော့ရာကုတ်ကဘာပြန်ပြောလဲဆိုရင် ခြားရဖျားရှင်ကငါနဲ့အတူရှိမယ်။လမ်းခီးစဉ်တစ်လျှောက်လုံးမှာလည်းသူကစောင့်ထင်းပေးမယ်လို့ပြောတယ်။အာပြီးတော့ငါရဲ့အဖေရဲ့အိမ်ကိုလည်းအေးအေးချမ်းချမ်းနဲ့ပြန်ပို့ပေးမယ်လို့ပြောတယ်။ဒါကြောင့်မလို့ခြားရဖျားရှင်ကငါရဲ့ဖျားဖြစ်စေမယ်။ပြီးတဲ့အခါမှာသာရဖျားရှင်ပေးတဲ့ကောင်းချီးမူလာများစွာထဲကနေပြီးတော့ဇေဖို့တဖို့ကိုပြန်လေပေးလို့နေဆိုပြီးတော့ညာကုတ်ကဂတိပေးခဲ့တာကိုတွေ့ရပါတယ်။ ဒီနေ့တတိပြောပြမယ့်ပုံပြင်လေးကတော့ဒီလောက်ပါပဲဒီပုံပြင်လေးကိုတမဟောင်းချမ်းရဲ့အကပါဦးချမ်းပေါ့နော်ကပါဦးချမ်းအခန်းကြီး29အခန်းကြီး28ဒီနှခမ်းမှာဖတ်ဖတ်ကြည့်လို့ရပါတယ်တာတာမီမီရဲ့ဖိဖိမီမီတို့ကိုလည်းဖတ်ပြခိုင်းလို့ရပါတယ်တတိတို့လာမယ့်ပတ်ဒီမှာလည်းဘယ်လိုပုံပြင်လေးနဲ့စိတ်ဝင်စားအောင်ပြောသွားအောင်လဲဆိုတာလေဆောင်းမျိုးကြည့်ရှုအားပေးကြပါအောင်နော်အားလုံးပဲတတ်တာ